Hello အားလုံးမင်္ဂလာပါ Good Day Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့စနေနေ့မှာတော့ပွဲစဉ်တွေအများကြီးရှိပါတယ်20ကျော်လောက်ရှိပါတယ်เนาะအော်ကျွန်တော်ဒီပထမဗီဒီယိုဖိုင်မှာဆိုရင်တော့ကျွန်တော်ပြီးမြားလီကဒီနေ့ခုနှစ်ပွဲကံမှာဆိုတော့ပြီးမြားလီတွေအကုန်လုံးပြောပြပေးပါမယ်နောက်တစ်ဖိုင်ကတော့ကျွန်တော်ဘွန်ဒက်လီကပြောပြပေးမယ်ပေါ့เนาะဒီပြင်တိရယ် CDA ရယ်စပိန်လာလီကာကိုတော့ကျွန်တော်ဗီဒီယိုမလုပ်ပေးတော့ဘူးကြိုက်တာလေးတွေကိုမောင်းထဲမှာထည့်ပေးမယ်အဲ့ဒီအမှန်မှာ10လောက်ထိရွေးချယ်လို့ အကြိုက်ရှိရင်လည်း member detail မှာယူချဲ့ပေးပါမယ်။အော်ဗီဒီယိုဖိုင်နှစ်ဖိုင်ကျွန်တော်လုတ်ပေးပါမယ်နော်။အော်မနေ့ကတော့ကျွန်တော်တို့အရင်အရင်မဟုတ်ပါဘူးမနေ့ကအကုန်လုံးအဆင်မပြေသွားဘူးပေါ့နော် member of free or အဆင်မပြေဖြစ်သွားတယ်အော်ဒီနေ့တော့ကျွန်တော်ဒါစနေမှာတော့ပွဲစဉ်လည်းများတယ်မောင်းနေလည်းပေါအောင်ကြိုးစားပေးမယ် member tick or free tick or အကုန်လုံးနိုင်ရရှိအောင်ကြိုးစားပေးသွားပါမယ်အဲ့တော့ကျွန်တော်ဒီနေ့ကအစောလုံးပွဲစဉ်က9နာရီစမယ်ပြီးရင်9ပွဲရှိမယ် ပြီးတော့နောက်ဆုံးပွဲစဉ်7နှစ်နာရီမန်စီးတီးပွဲရှိမယ်ပေါ့နော်အဲ့တော့ဒီနေ့မှာချဲစီးပါတယ်လီဗာပူးပါတယ်မန်စီးတီးပါတယ်အတင်းကြီး3တင်းပါပါတယ်အဲ့တော့3တင်းစလုံးကြီးတော့မအောင်နိုင်ဘူးအော်ဒီဟာတွေကိုကျွန်တော်တစ်ချက်ကြည့်ရမယ်ပေါ့နော်ရှေ့မှာချဲစီးကြီးအောင်လားလီဗာပူးကြီးအောင်လားကြီးပြီးတော့မန်စီးတီးပွဲကိုကစားလို့ရပါတယ်ဒါမျိုးလေးကျွန်တော်တို့စဉ်းစားစရာရှိပါတယ်နော်အဲ့တော့ကျွန်တော်ပွဲတွေကိုစပြီးတော့ပြောကြရအောင်ပါအော်ညနေကျရင်တော့ဒီကျွန်တော်ရဲ့ free channel ဖြစ်တဲ့ ဒါ Viber channel ရှိရယ် Telegram channel ရှိပါတယ်အဲ့ဒါတွေကိုကျွန်တော် comment မှာ link လေးချပေးထားပါမယ်အဲ့ဒါနဲ့တဆင့်ဒါ join ပြီးတော့ဒါ member member တက်တဲ့ free တစ်ခွက်ချပေးမယ်ပြီးမောင်းအကုန်လုံးကျွန်တော်ပို့ပေးသွားပါမယ်เนาะပြီးတော့ကျွန်တော်ရဲ့ဒီ direct analysis ဆိုရယ် new channel လေး view ကျမှာဖွင့်ထားပါတယ်အဲ့အဲ့ channel မှာတော့ဒီ Man U နဲ့ Everton ပွဲစဉ်ကိုတင်းလာနေညမှာစတင်ပေးသွားမှာဖြစ်ပါတယ်အဲ့ channel ကတော့ Man U ပွဲစဉ်တွေပဲတီးတက်တင်ပေးသွားမှာဖြစ်ပါတယ်ဒီ Goal Tip လက်ရှိ channel မှာတော့ Man U ပွဲစဉ်တွေမတင်ပေးတော့ပါဘူးเนาะ ကဲတော့ကြောဆမယ်ခုနနာကြီးဘန်လီနဲ့ချက်စီချက်စီကဝေကွင်းရတလုံးကို25ပြားရှုံ3လုံး85ပြားနိုင်ဘော်လီဂျီနဲ့ကိုပေါင်းဂျီနဲ့ကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့ဒီပွဲစဉ်ဟာသုံးပေါ်မပေးထားဘူးဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရလိမ့်မယ်အော်ချက်စီနိုင်သွားခဲ့ဒီရှိတော့ကိုပြက်ဖို့နည်းနည်းလေးခက်မယ်သွန်ပေါ်ပေးမှောင်မှုဆိုတာချက်စီဘော်ဒီပဲပေးအောင်ပြီးတော့ကျွန်တော်ကိုပေါင်းကို အောက်ကိုသွားမလားဒါကိုကျွန်တော်တစ်ချက်စဉ်းစားရမယ်ပေါ့နော် တော့ဘန်လီရဲ့လက်ရှိအနေအထားကကြောင့်အဝေးကွင်းဆိုရင်ကိုပေါင်းအပေါ်ကြီးကန်နေတယ်နောက်ဆုံးပွဲစဉ်မှာဆိုလဲ3-2ဆိုရယ်ရက်ဆလန်နဲ့ဝက်ဆန်တို့တို့ရှုံးပေမဲ့ကိုပေါင်း9ခလုံးထီတို့ရောက်ထားတယ်အိုက်ရှင်မှာဆိုလဲဟူပါဟန်ဒွန်3-2နဲ့တို့တို့အဝေးကွင်းမှာတွန်းနိုင်တယ်အော်သူ့ရဲ့အဝေးကွင်းကားနဲ့ဖောင်ကကိုပေါင်းအပေါ်ကြီးတက်နေပြီးတော့အင်ကွင်းကားနဲ့ဖောင်ကြတော့ကိုပေါင်းနေအရင်မပေါ်ထားဘူးအာဆင်နယ်လီတူးနဲ့ရှုံးနေအောက်တယ်ဒီဖ်ယူနိုက်တက်ကို2-3နဲ့နိုင်နေအောက်တယ် not their falls ကို1-1တည်ကြတဲ့အောက်တယ်လပါဘူး D1 နဲ့ရှုံးတယ်အောက်တယ်အဲ့တော့သူရဲ့နောက်ဆုံးပြီးများလီပွဲစဉ်တွေကိုအိမ်ဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ကိုပေါင်းအောက်တီပဲကန်တာချစ်လပါဘူးလို့အတင်းမျိုးကိုလည်းသူ1-0နဲ့ပဲသူတို့ရှုံးအဲ့ဒီနေ့မှလည်း Chelsea ကိုသူတို့ဒီလိုပုံစံတိုင်းပဲဒီလပါဘူးတို့ Arsenal တို့ကန်တယ်လို့မျိုးပဲသူပိတ်ဆို့ပြီးတော့ပဲကန်လာနိုင်ကြီးရှိတယ်အဲ့ Chelsea နိုင်သွားလဲတကူပေါ့နော် အလုံးလုံးနှစ်ကိုပါအာဆင်နယ်လိုမျိုးတူးသီးလောက်ပဲလုံလုံးတွားနိုင်ခြင်းများတဲ့အတွက်ဒီပွဲမှာကျွန်တော်ကိုပေါင်းအောင်လေးကြိုက်တယ်ပြီးတော့အစောဆုံးပွဲစဉ်ဖြစ်နေတာကြောင့်အပေါ်ဆုံးပေးအောင်မခက်တယ်အောက်တစ်ချောင်းတော့လာလိမ့်မယ်ပုံပြီးစိတ်ချခြင်းနဲ့ဆိုတော့ဘန်လီနဲ့ဂိုးအောက်တွဲဆော့ပါတော့နော်အဲဆိုရင်တော့ကျွန်တော်တို့ဒါချယ်ဆီ1-0နဲ့နိုင်တော့ကြောက်တဲ့တော်တော်လေးအဆင်ပြေအနေထားဖြစ်တယ်ပေါ့နော်တူးသီးဆိုတော့အကောက်ဆုံးဖြစ်မယ်အော်ဒီပွဲက9နိုင်ပွဲဖြစ်တဲ့အတွက်ကျွန်တော် မမတစ်လည်းမပေးဘူး free dish လည်းမပေးဘူးဒါပေမဲ့ online dish အနေနဲ့ကျွန်တော်အကြိုက်ရှိရင်တော့ဒါညနေ6နာရီမှာ line ထွက်မယ်6:55လောက်မှာကျွန်တော်ကြည်ရပြောင်းလဲတစ်ချက်ကြည့်ပြီးတော့ online dish ပေးလို့ရလို့ရှိရင် online dish လေးကျွန်တော်ထုတ်ပေးပါမယ်နော် online dish ဆိုတာကတော့ amount ကို short ထိုးခိုင်းတဲ့ထိုးခွဲဖြစ်ပါတယ်ဒါကြည်ရပြောင်းလဲကြည့်တယ်ပြီးတော့အပြင် dining မဖွင့်တဲ့ ဒီပွဲစဉ်တွေပဲကျွန်တော်ရွေးချယ်ပေးတာမလို့ online dish လို့နာမည်ပေးထားဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်ညနေ6:00နာရီ join တစ်ချက်ပြန်ပြီးတော့ update အနေနဲ့ပို့ပေးသွားပါမယ်လက်ရှိမှာတော့ကျွန်တော်အောက်ဆုံးလေးပဲယူထားခြင်းပါတယ် Chelsea အနေနဲ့ကိုပြက်ချီပြက်နိုင်ဖို့ကနည်းနည်းလေးခက်မယ်လို့ယူဆရပြီးတော့ Chelsea ဒီ Derby ကနဲ့ Champion League မှာသူတို့အိမ်ကွင်းမှာ Barcelona ကို Jaya မှာအခန့်ကစားရမယ်ပြီးတာနဲ့နောက်လာမယ့် weekend မှာ Arsenal ကိုအိမ်ကွင်းမှာအခန့်အဲ့တော့ Chelsea အနေနဲ့တော့လက်ရှိဒီနေ့ပွဲပြီးရတဲ့နှစ်ပွဲဆက်တိုက်ကလာမယ့်နှစ်ပွဲဆက်တိုက်ပွဲကျက်ဖြစ်နေတယ်အဲ့အလီ ခုတော့တတိထားဖို့လေအဲ့တော့ Chelsea เนี่ยဒီနေ့မှာ first line player အကုန်လုံးကိုပွဲထုတ်ခြင်းမှာထုတ်ပါလိမ့်မယ်ဗျာနော်အဲ့ဒီ check ကလည်းကျွန်တော်ဒီနေ့မှာ Chelsea ပွဲကိုသုံးပေါ်ယူဖို့အခက်အခဲဖြစ်စေပါတယ်အဲ့ဒါကြောင့်ကျွန်တော် option league ပို့ပြီးတော့အဲကောင်းနေလို့ယူဆရတယ်ဗောနော်အော်နောက်တစ်ပွဲကကျွန်တော်9:00ခွဲဘုံမောက်နဲ့ဝက်ဆန်ယူနိုက်တက်ဘုံမောက်ကတလုံးကို49 3လုံး55ပြားနိုင် အဲဘော်ဒီဂျင်းကူပေါင်းဂျင်းကစတဲ့ဂျင်းနဲ့ရှင်ထိုးမယ်ဆိုရင်တော့အရင်ပြောင်းလဲမှုမရှိဘူး။ဝမ်လက်35ရက်နဲ့3ပြက်3ပြက်45လောက်ပြီးခဲ့ရပါစတဲ့ဂျင်းကအခု1ပြက်40နဲ့3ပြက်55ဆိုတော့အရင်ပြောင်းလဲမှုမရှိဘူးပေါ့နော်။အဲ့တော့ဝက်ဆန်ကတော့နောက်ပိုင်းနှစ်ပွဲဆက်တိုက်ဒါနိုင်ပွဲတွေရပြီးတော့ဒါပြန်လဲယုံထနေတန်သင်းစွာနဲ့လွတ်အောင်ယုံထနေပြီးနူနူဆန်တို့အနေနဲ့ကြိုးစားပေးနေတဲ့အနေအထားမှာရှိရဲ။ဘုံမောက်ကတော့နောက်ဆုံးနှစ်ပွဲဆက်တိုက်ရှုံးပွဲ တွေးသွားတဲ့အတင်းဖြစ်နေရပါတော့။မန်စီးတီးကိုသူတို့အဝေးကွင်းမှာသွားရှုံးနေ။နောက်တစ်ခုကအက်စတန်ဗီလာကို 4-D နဲ့အဝေးကွင်းမှာထတ်ရှုံးနေ။အဝေးကွင်းနှစ်ပွဲဆက်တိုက်ကန်ခဲ့ရပြီးနှစ်ပွဲစလုံးသူတို့ရှုံးခဲ့တဲ့ခူပေါင်းနေအပေါ်တက်ထားတွေးရ။ဝက်ဆန်းကကြတော့နှစ်ပွဲဆက်တိုက်အင်ကွင်းမှာကန်ခဲ့ရပြီးရောနှစ်ပွဲစလုံးအနိုင်ရထားတယ်။ခူပေါင်းနေလည်းအပေါ်တက်ထားတယ်။အဲဒီထဲမှာသူနယူကာဆယ်ကို3-1နိုင်တဲ့ရက်ဆက်မျိုးဆိုတာကောင်းတဲ့ရက်ဆက်ပေါ့နော်။နယူကာဆယ်ကသူတို့ရဲ့လက်ရှိမှာကားနဲ့ဖောင်ပုံကောင်းနေအတင်းသူတို့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာ ဘုံပေါက်ကတလုံးကို45ပြားနိုင်ဝက်ဆန်းကိုပေးနေတယ်အော်ဒီလေ45ပြားနိုင်ဆိုတော့ကျွန်တော်အမြင်ရကြည့်မယ်ဆိုရင်လက်ရှိအမ်ဘမ်ဘေးဇေယျာရဆိုတော့ဒီကြည်တန်းကနည်းနည်းလေး အဲနူးကျင်တယ်လို့ကျွန်တော်ယူဆရ1 plus 20 1 plus 1d ပေါ့အဲ့လိုပြီးလို့ရပါတော့အဆင့်6နဲ့အဆင့်18လေးเนาะနှစ်ဆတောင်กว่าနှစ်ပြန်กว่าတဲ့အနေအထားမှာပေးမယ်ဆိုရင် WhatsApp sorry ဘုံပေါက်နိုင်မှုတည်ကြမယ်ဆိုရင်ကျွန်တော်တို့ 1d အနည်းဆုံးပေးလို့ရတယ်ဒါပေမဲ့လက်ရှိ current phone နောက်ဆုံးနှစ်ပွဲကိုကြည့်ပြီးပေးမယ်ဆိုရင်တော့ WhatsApp ကနှစ်ပွဲဆက်တဲ့နောက်ဆုံးနှစ်ပွဲဆက်တဲ့နိုင်ထားတဲ့အတင်းဖြစ်နေတယ် ဘုံမောက်ကတော့နောက်ဆုံးနှစ်ပွဲဆက်တိုက်ရှုံးနိုင်အတင်ဒီလိုကားနဲ့ရလက်ကိုကြည့်ပြီးပြောမယ်ဆိုရင်တော့ဒီကြီးတန်းကကျွန်တော်လက်ခံပေးလို့ရတဲ့အနေအထားဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ဘာကိုရွေးချယ်မလဲ body ဝဆန်းကိုရွေးမလားဘုံမောက်ကိုရွေးမလားကိုပေါင်းအပေါ်အောက်ဘယ်အောင်ရွေးမလဲကျွန်တော်ကလက်ရှိနှစ်တင်းစလုံးနောက်ဆုံးပွဲစဉ်ဒီမှာကိုပေးကိုယူတဲ့အရန်များထားတယ်ကိုပေါင်းအပေါ်ရေတောက်လျှောက်တက်ထားတယ်ပေါ့နော်အဲဒီနေ့မှာလည်းဒီလိုပုံစံမျိုးရဲ့ထက်ဖြစ်လာမလားပေါ့ ဟိုဘုံမောက်လည်း900ရသွားမယ်ဝက်ဆန်လည်း900ရသွားမယ်ပေါ့နော်ဒီလိုအနေထားမျိုးပဲထပ်ဖြစ်လာမယ်ဆိုရင်တော့ဒီပွဲကအချိန်မရွေးဒါ2112ဆိုတဲ့ရလနဲ့ကိုပေါင်းအပေါ်တက်လာနိုင်ခြင်းများတယ်အဲ့ညီကိုတို့အနေနဲ့ဘလိုဟာမျိုးရွေးချယ်ကျွန်တော်ကတော့21လိုဝက်ဆန်မျိုးနှစ်တက်တယ်ပေါ့နော်အဲ့ body ကိုလက်ရှောင်ခြင်းနဲ့ body ကဝက်ဆန်အဲဝဆန်ကိုပြည့်ချီပြည့်မရှုံးလောက်ဘူးလို့ကျွန်တော်ယူဆရဝဆန်အနေနဲ့ယုံနေရဖြစ်တဲ့အတွက်အလုံးလုံးကက်ရှုံးနဲ့တကိုးလောက်ပဲလို့ယူဆရတဲ့ဘုံမောက်ကဒါ တလုံးသားနဲ့နိုင်ရင်တော့ပြား60လောက်ပဲရမှာဆိုတော့တေကြသွားအပြင်းဒီပါဆုံးရှုံးမှာဘော်ဒီကိုကျွန်တော်တိတ်ပြီးတော့စိတ်မချဘူး။အဲ့တော့ဂိုးပေါင်းအပေါ်လေးကိုနည်းနည်းလေးပူကြိုက်တယ်ပေါ့နော်။အဲ့ဂိုးပေါင်းကလည်းလက်ရှိမှာ3ပလက်50အဲကန်ကန်နီးလို့3ပက်60 90ဖြစ်လာရင်ကြာနည်းနည်းလေးအန်တယ်များသွားပြန်တယ်ပေါ့နော်။အဲ့တော့ဂိုးပေါင်းကြီးလေးတစ်ချက်တော့လည်းဒီထားပြီးပါလက်ရှိ3ပလက်50ဝင်းကျင်မှာကတော့ကျွန်တော်ဂိုးပေါင်းအပေါ်လေးကိုကြိုက်တယ်။ 2112ဒီလိုရက်ဆက်မျိုးလေးလာမယ်လို့ကျွန်တော်ယူဆပါတယ်เนาะအဘုံမောင်းနဲ့ဝက်ဆန်ပွဲစဉ်ကိုကိုပေါင်းပေါ်လေးပဲယူချက်ထားပေးခြင်းပါတယ်နောက်တစ်ပွဲကတော့9နိုင်ခွဲ Brighton နဲ့ Brentford ဖြစ်ပါတယ် Brighton level 90ရှုံး3လုံး55ပြားနိုင်ဒီလိုမျိုးလေးကျွန်တော်ဖွင့်ပေးထားပါတယ်เนาะအော်ဒီနေ့တင်းကတော့နောက်ဆုံးဒီ Brentford အိမ်ခွင်းမှာမနစ်က ဒါဒုတိယကြော့မှာတော့ brand forward liberal brighton ကို4-2နဲ့သူတို့နိုင်ခဲ့တယ် brighton in game မှာမနစ်က3-3တေးကျထားအဲတုန်းက brighton ကတလုံးကိုတေးအထိပေးခဲ့တယ်ဒါကြောင့်အဲတုန်းကတော့ brighton နည်းနည်းလေးချိန်ပိုကောင်းလက်ရှိမှာ brighton ကမနစ်ကလောက်တော့အရင်အားရစရာတော့မကောင်းကောင်းတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်အရင် impressive ဖြစ်စရာမကောင်းဘူးပေါ့နော်လက်ရှိမှာ brighton 7 brand forward က7နှစ်တင်းစလုံးရမဲ့တူရဲ့အပေါ်အောက်ကိုးကွာချချက်ကြောင့် brighton အပေါ်မှာ brand forward အောက်အဲ့တော့ အပေါ်အောက်ကက်လေးရဲ့နှစ်တင်တွဲဆုံမှုမှာဘော်ဒီခြေတန်းပြားတဲ့ရာဝင်ဖို့အခြေခံထားတာဆိုတော့ဒါခြေတန်းပြင်းတယ်လို့ပြောလို့ရတယ်။ level 50 level 30လောက်ပြီးရင်တောင်မှဒါ fail ဖြစ်တဲ့ခြေတန်းတည့်ရက်ပေါ့တည့်ရက်ပေါ့နော်။ဒါပေမဲ့ level 100ရှုံးထိဝင်ဖို့အခြေခံပြီးတော့ပေးထားဖြစ်တယ်။အဲ့တော့ Brighton နဲ့ Brentford နောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်တော့သူနှစ်တင်းစီပူပူနွေးနွေး ဒီလက်တလောမှာခရစ်စတယ်ဘေးလီနဲ့တွေ့တာခရစ်စတယ်ဘေးလီအင်ကွင်းကိုဘရန်ဖို့သွားကန်တဲ့အချိန်မှာခရစ်စတယ်ဘေးလီကလေဗယ်တရာရှုံးဝင်ရို့အခြေခံပြီးတော့ကျွန်တော်တူးစီးနဲ့နိုင်ခဲ့တယ်ဘိုက်တန်ခရစ်စတယ်ဘေးလီအင်ကွင်းသွားကန်တော့ခရစ်စတယ်ဘေးလီကလေဗယ်90ရှုံးဝင်ရို့ပဲပေးခဲ့တယ်စီးစီးတည်ချာအဲ့တော့ဒီနေရာမှာကြည့်မယ်လို့ဘိုက်တန်နဲ့ ဘရန်ဖို့ဒီပြား90ဂျီနန်กว่าနေတယ်ဘရိုက်တန်ကပို့ပြီးတော့ပြား90ဂျီနန်မြင့်နေရပါတော့။အော်ဒီအချက်ကြောင့်ဒီနေ့မှာအင်ဂွင်းဖြစ်နေတဲ့ပြား90ထပ်ပေါင်းပြီးတော့ပြား100ဝင်ရုပ်ချီခံပြီးဘရိုက်တန်ပေးတာလည်းဖြစ်နိုင်တယ်။ဒါဆိုရင်တော့ဒီလက်ရှိပေးထားဂျီနန်မှန်ကန်မှုရှိရဲ့။အမှတ်ပေးစရာအရကြည့်မယ်ဆိုတော့ဂျီတန်ပြင်းတယ်လို့ပြောလို့ရပါတယ်အဲ့တော့နောက်ဆုံးပွဲစဉ်မှာ Brandford ဒီအင်ကွင်းမှာ Newcastle ကိုနိုင်ခဲ့တယ်အဲ့တော့ Brandford ကဒီနေ့ရာဒီကျွန်တော်ကြည့်တဲ့အခါမှာအင်ကွင်းတော့တော်တော်လေးကောင်းတယ်အဝေးကွင်းကျတော့လုံးဝ အင်ကွင်းနဲ့ပြောင်းပြန်ဖြစ်သွားတယ်။ဝေကွင်းမှာကျတော့လောက်ထိခြေလွမ်းသိမ့်မကောင်းဘူးပေါ့နော်။အဲသူပြည့်ပြည့်တတအနိုင်ရတာဆိုလို့ကျွန်တော်တို့ဝက်ဆန်းကိုလာပဲနော်။တူးသီးနဲ့သူတို့နိုင်နေ။ကျန်တဲ့ပွဲစဉ်တွေမှာပြင်းများလိမှာသူနိုင်ပွဲမရဘူး။အော်ဘုံပေါက်ဘုံပေါက်ကလည်းသူလစ်ကပ်ပါနိုင်ရနော်။ပြင်းများလိမှာပြင်းများလိမှာသူနိုင်ပွဲရတာဆိုဝက်ဆန်းတတင်းပဲရှိရင်အဲ့တော့ဒီအဝေးကွင်းလို brand ဟိုအရင်စိတ်မချအဲ့တော့ကျွန်တော်ဒီနေ့မှာ ancient brighton လေးကိုပို့ပြီးတော့နှက်တက်တယ် brighton အနေနဲ့ ။ဒါအိမ်ကွေးမှာဒီနေ့ရာဒီမှာလုံးဝရှုံးပွဲမရှိထားဘူး။ဒါအတင်းကြီးအဲမှာဆိုစပါးကိုသူတို့တေးကြောင်းကန်နေမန်စီးတီးကိုတူကန်နဲ့နောင်ကန်ထားတယ်။အဲ့တော့ဒီနေ့ဒီ Brighton အိမ်ကွေး Garden Form တော်တော်လေး on fire ဖြစ်တယ်လို့ပြောလို့ရ။သူရှုံးတာကဒီ Man U 4-2နဲ့ဝင်းကွေးမှာရှုံးနေနော်။ Arsenal League Cup မှာဝင်းကွေးမှာတူးစီးနေသူတို့ရှုံးတယ်။ဒါတော့ကျွန်တော်အိမ်ကွေး Brighton လေးကိုကြိုက်တယ်။ ဂိုးပေါင်းဆိုရင်လည်းကျွန်တော်ဂိုးပေါင်းအပေါ်ပဲကြိုက်တယ်ဘာလို့ Brighton ကနောက်ပိုင်းပွဲတွေမှာဂိုးလဲရတယ်ဂိုးလဲပေးတယ် Brentford ကလည်းဂိုးလဲရတယ်ဂိုးလဲပေးတယ်ဒီလိုမျိုးနှစ်တင်းတွဲဆုံမှုဆိုတော့နှစ်တင်းစလုံးဂိုးရသွားနိုင်တယ်ဂိုးလဲပေးရနိုင်အဲ့2112ပုံစံမျိုးလာနိုင်ကြီးရှိတာပဲဒီပွဲလေးเนาะအဲ့ကျွန်တော်ဒီပွဲမှာ Brighton နဲ့ဂိုးပေါင်းအပေါ်လေးကြိုက်ပါတယ်အနောက်တပွဲဖူဟန်နဲ့ဆန်ဒါလန်ဖူဟန် level 65ပြားရှုံနှလုံး35ပြားရှုံအော်ဒီပွဲကဟိုလှန်ကြီးပေးထားတာပေါ့နော်ဟို ပုံမှန်ရကြည့်ရင်တော့ဒါ full hand ပေးရမှာဒါပေမဲ့လက်ရှိမှာမက်ပေးတည်ပဲမှာဆိုရင်ဆန်နာလန်းကအဆင့်၄เนาะဆန်နာလန်းဒီအဆင့်၄မှာ full hand ကအဆင့်15မှာ15ကနေ၄ကိုးထက်17ဆင့်မြင့်တဲ့အသင်းကို level 60ရှုံးဆိုတာဒါ level 50ရှုံးဝင်ယူပြား50ရှုံးဝင်ယူအခြေခံပြီးတော့ပေးထားတာအဲ့ဒါမှ level 80 80 90 level 80 90ဆိုတာပြားတရာအခြေခံဝိုင်းဝင်ယူတစ်ခုပြောင်းဝိုင်းအနေထားဆိုရင်တော့ပိုကောင်းတယ်နော်အော်ဒါပေမဲ့လက်ရှိ level 50ရှုံးဆိုတာကလည်းဒါပြင်းနေတဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ MB တီပဲမှာဆိုရင်15နဲ့4 15နဲ့4ကိုလန့်ကြီးပေးကြဆိုတော့ဒီနေ့မှာ full and အင်ဝင်နိုင်ဝဲ ပြန်ရလောက်တယ်မရှုံးတော့ဘူးလို့ယူဆဆန်ဒါလန်အနေနဲ့ကာရန်ဖောင်ကိုကြည့်မယ်ဆိုနောက်ဆုံးပွဲတွေမှာမန်ယူကိုတူးစီးနဲ့ရှုံးပြီးနောက်ပိုင်းဝူဘာဟန်တန်တူးစီးနဲ့နိုင်တယ်ချယ်ဆီကိုလည်းဝူကွမ်2-1နဲ့နိုင်တယ်အေဗာတန်အင်ကွမ်1-1အာဆင်နယ်အင်ကွမ်2-2ဆိုတော့လေးပွဲဆက်လည်းကြီးအောင်ထားတယ်ရှုံးပွဲလည်းလေးပွဲဆက်ပျောက်ထားတယ် နှစ်ပွဲနိုင်နှစ်ပွဲတည်ကြတယ်အဲ့တော့တော်တော်လေးကားလန်ဖောင်ကောင်းတယ်လို့ပြောလို့ရဖူဟန်ကကြတော့အဲ့လိုမဟုတ်ဘူးဖူဟန်ကနောက်ဆုံး၅ပွဲမှာတပွဲပဲသူတို့နိုင်တာနိုင်ရဲ့အသင်းကလည်းနောက်လက်ရှိ MVP တည်ပဲမှာအောက်ဆုံးရောက်နေတဲ့ခြေလွန်းအငင်းလုံးဖြစ်တဲ့ဝူပါဟန်တန်ကိုပဲသူတို့နိုင်ထားတာနော်အဲ့လိုမျိုးဆိုတော့လက်ရှိကားလန်ဖောင်ကြီးကားလန်ဖောင်အချင်းချင်းရှင်းမယ်ဆိုရင်ဆန်နာလန်ပိုကောင်းအဲ့တော့ဆန်နာလန်ကြီးရဲ့ MVP တည်ပဲမှာလည်းအဆင့်၄လဲဖြစ်နေတယ်ကားဘန်ကားလန်ဖောင်ကိုကြည့်နေဆိုရင်လည်းကားလန်ဖောင်ပိုကောင်းနေတဲ့အသင်းဖြစ်နေတဲ့အသားနဲ့ အဝေးကွင်းဆိုရင်တော့မပြား20 30လောက်ခေါင်းစွန်းထွက်ပြီးပေးလို့ရှင်ပုံကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့မှာရဲတင်းတင်းမဲ့အိမ်ကွင်းမှာနိုင်ွယ်ပြန်လာပြန်ရှာဖွေမဲ့ဖူဝမ်အတင်းကြီးပေးထားတာကိုကြိုက်တယ်အဲဖူဝမ်ဘော်ဒီလေးကိုကျွန်တော်ကြိုက်ပါတယ်နော်အဲဖူဝမ်ကဒီနေ့ရုံးမှာဖြစ်တယ်နိုင်ွယ်ပြန်ရအောင်ရှာမှာဖြစ်တဲ့အတွက်ဂူပေါင်းကိုတော့ရှောင်းနေခြင်းတယ်ဂူပေါင်းကဂူပေါင်းကြီးရတော့ကတော့ဂူပေါင်းအောက်ကိုသွားမှာ ဟိုဂူပေါင်းအောက်ကိုသာဆန္ဒလန်းကလည်းဝေးကွင်းဆိုရင်ပိတ်ကလာတယ်ဟိုအိမ်ကွင်းဆိုရင်တော့သူကဟိုတိုက်စစ်ကပိုပြီးအိမ်ကွင်းဝိတ်နဲ့ပိတ်အိမ်ကွင်းပိတ်တဲ့အားနဲ့ဂိုးကြီးရတာပေါ့နော်အဲ့တော့ခန်းဝေးကွင်းကြတော့သူနောက်ဆုံးဟိုသူ့ရဲ့ဝေးကွင်းကားနဲ့ပေါ့ကျွန်တော်ကြည့်မယ်ဆိုရင်နောက်ဆုံးတပွဲချက်ချင်းနဲ့ပေါ့ပဲ2-1တပွဲဂိုးပေါ်လာကျန်တဲ့ရှေ့မှာကန်ခဲ့ပြင်းရတဲ့ပွဲစဉ်အကုန်လုံးဂိုးအောက်တယ်စီစီ2စီ1စီဒါတော့ပဲသွားအဲ့တော့ဂိုးပေါင်းလဲဆော့ကျင်တယ်ဆိုတော့အောက်ပဲဆော့ပါ body ကိုတော့ full and body လေးကျွန်တော်ကြိုက်ပါတယ်နော် နောက်တစ်ပွဲကတော့ကျွန်တော်တို့လဘာဘူးနဲ့ Nottingham Forest လဘာဘူးကတလုံး35ပြားရှုံ3လုံးသိရင်အော်လဘာဘူးကနောက်ဆုံးပွဲစဉ်မှာသူတို့ဒါတစ်ချိန်ကအရင်နှစ်တည်းကပြိုင်ပွဲကြီးဖြစ်ခဲ့တဲ့ Man City ကိုအဝေးကွင်းမှာ3-0နဲ့သူလက်မြောက်ရှုံပေးလိုက်ရပါတော့အဲသူတို့အနေနဲ့တော့ပြန်ပြီးတော့ ကမ်ပတ်တော့လုံးမရမယ်ဒါပေမဲ့အင်ကွင်းမှာတော့အရင်ရက်လက်ရင်းရိုင်နေရတော့မရှိဘူးပေါ့နော်အမန်ယူတင်းမဲ့သူပြင်းပြလိမှာသူရှုံးထားတယ်ဂျန်နဲ့ပွဲဒီမှာသူရပွဲတိုင်းနိုင်တာတွေ့ရအော်မနစ်က လမ်ဘာဘူးပြည်ရင်းချန်ပီယံဖြစ်တဲ့နှစ်မနစ်ကအင်ကွင်းမှာသူတို့ဟိုရှုံးပွဲတွေ့စီခဲ့တာ Northern Forest ပဲဒီ Northern Forest ပဲဖြစ်နေရတယ်သူတို့ဒီနေ့မှာတော့ပေါ့ပေါ့လေးကစားမှာတော့မဟုတ်ဘူးနောက်တစ်ခုကမနစ်ကသူတို့အင်ကွင်းမှာရှုံးပွဲတဲ့ Northern Forest ကိုလက်စားချေဖို့လည်းသူစူးစမ်းလိမ့်မယ်ပြီးတော့ Shawn Dyke ကလည်းဒီ Northern Forest ကိုကင်ပြီးနောက်ပမာတော့ရလက်ကောင်းလေးတွေဖော်ဆောင်ထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးများလိမ့်မှာလည်းသူဘုံမော့တပွဲသူတို့ရှုံးနေကျန်တဲ့ပွဲစဉ်တွေကိုတည်နေအနိုင်သူကစားပေးထားတယ်အဲ့တော့ဒီနေ့မှာ ေါ်တဲ့ကိုလည်းကျွန်တော် short တွဲလို့မရတော့လို့လပါဝူးနေနေကလည်းဒီပွဲကိုတို့တို့ဒါတေးကြလို့မရဘူးရှုံးလို့မရအနိုင် match win game ကစားမှရမယ်။ဘာကြောင့်လဲဆိုတော့သူကဒီနေ့မှတေးကြသွားတာမျိုးရှုံးသွားတာမျိုးဆိုရင်အပေါ်ကအဆင့်တက်ကအဆင့်နေနဲ့ရမက်ကွာဟောင်းမှုကတော်တော်လေးကိုမှကြီးကြီးမားသွားမှာပေါ့နော်လက်ရှိမှာလည်းဒါ၈မှတ်กว่านี่เด้เนาะอ๋อ10แมกกว่านี่ไอ้อนิทามาเราတို့ ဒီနေ့ဒါအမှတ်ဆုံးဆုံးအောင်မယ်ဆိုရင်ပို့ပြီးဆိုးသွားမှာဖြစ်တဲ့အတွက်ဒီနေ့တော့အနိုင်တော့ကန်လင်အဲ့တော့ကျွန်တော်တို့ပြား30 40လောက်ကျွန်တော်ရင်းနှီးပြီးတော့လက်ပေါင်ပေါ်ဒီယူလို့ဆော့လို့ကောင်းတယ်အော်ကျွန်တော်ကတော့လက်ပေါင်ဘူးပဲယူမယ်ပေါ့နော်လက်ပေါင်တစ်လုံးတော့ဖြစ်တယ်လို့ယူဆတယ်လက်ပေါင်ဝမ်းစီတော့အနေဆုံးရအောင်အနိုင်ကန်လိမ့်မယ်ကျွန်တော်ကျိုးကျိုးလာလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်လက်ပေါင်ပေါ်ဒီကြိုက်ပါတယ်ဂူပေါင်းကတော့အပေါ်အရင်ကြီးမကြိုက်ဘူးဘာကြောင့်လဲဆိုတော့ forest နီးပြားရဲ့ ကဒီရှောင်းလိုက်ကအဘာနဲ့မှာဂိုင်ခဲ့တော့လည်းဒီအတင်းကြီးနဲ့တွင်ပိတ်ကစားတယ်ဒီ low block mid block တွေနဲ့ပဲဒါခန့်စင်းမှာပဲအချိန်ဖြုံးပြီးတော့တတိုင်းတစ်ဖွဲကစားပြီးကစားတာပေါ့နော်အဲ့တော့ဂိုးပေါင်းဘော်တော့အရင်မကြိုက်လင်ပါဘူးဘော်ဒီတချောင်းပဲကျွန်တော်ကြိုက်တယ်ဂိုးပေါင်းကိုတော့လက်ရှောင်ခြင်းတယ်ပေါ့နော်ဂိုးပေါင်းကြီးဘလောက်ပဲ၃လုံး50ချုံးနေပါဖြစ်လာဖြစ်လာကျွန်တော်ကတော့အရင်မယုံဘူးဒီပွဲကိုကိုပေါင်းဘော်တက်ဖို့အရင်မယုံဘူးပေါ့နော်လင်ပါဘူးကလည်းလက်ရှိမှာ ဟိုဗတန်မီနေအတင်းမဟုတ်ဗျာမိုမီနန်ကောင်းနေအတင်းမဟုတ်တဲ့အတွက်လပောက်လည်းကိုတကူရဖို့ကအင်ဝင်းဝိတ်နဲ့သူကြိုးစားကန်တယ်ဆိုပြီးအရင်မလွယ်ဘူးပေါ့နော်ဖောင်ပြန့်နေရလပောက်လည်းရှိမှကားနဲ့ဖောင်ပြန့်နေအနေထားဖြစ်နေတော့လပောက်အလုံးစုံ1 C 2 C လောက်လိုပဲကျွန်တော်မှန်းတယ်3 C လည်းဖြစ်နိုင်3 C 3 C ဆိုလည်းဒါကိုပေါင်းကမအောင်သေးဘူးလीနော်၄လုံးရောက်မှအောင်ပါဆိုလေ၄လုံးထိရောက်ဖို့ကခက်တယ်4ရက်တကူရမှာပဲဖြစ်ဖို့ရခိုင်တော့များတယ်ပေါ့နော်အဲကျွန်တော်ဒီဘက်မှာလပောက် body လေးပဲကြိုက်ပါတယ် အဲနောက်တစ်ပွဲကဟူပါဟန်တန်နဲ့ခရစ်စတယ်ဘဲလီခရစ်စတယ်ဘဲလီကတလုံး85ပြားနိုင်ဝေကွင်းရပြီးတယ်နှလုံး65ပြားရှုံးဒီပွဲကတော့ရိုးရှင်းရှင်းလေးတွေးမယ်ဆိုရင်လက်ရှိမှာခြေစွမ်းအဆုတ်ဆုံးအတင်းဖြစ်နေတဲ့ဟူပါဟန်တန်ကိုပဲကျွန်တော်ဘက်ကန်အောင်ပါเนาะကျွန်တော်ဟူပါဟန်တန်ကိုအင်ကွင်းမှာကျွန်တော်ယူခဲ့ဘူးတယ်လीเนาะကျွန်တော်အဲ့ပွဲလေကျွန်တော်ရှုံးတာပဲဘန်လီနဲ့ပွဲစဉ်ကျွန်တော်တန်တဲ့အတင်းကိုကြီးလဲတလုံး တရား level တရားရှုံးအပြည့်ပေးထားလို့ဒါကြိုက်တယ်ပေါ့နော်အိမ်ဝင်နိုင်ပွဲပြန်ချပြီးဘာညာပေါ့ဗျာ TM လာကြိုက်ခဲ့တာပဲဒါပေမဲ့ရှုံးတာပဲအော်ဝါဟန်နဲ့ကျွန်တော်ကယ်ပေးလို့မရတော့တဲ့အတင်းဖြစ်နောက်ဆုံး၅ပွဲဆက်လည်းခုရှုံးထားတယ်အော်ဒီနေ့လည်းကျွန်တော်ဘက်ကန်ရမှာပဲအိမ်ဝင်တူအောင်အိမ်ဝင်ပဲဖြစ်ဖြစ်ဘာဝင်ပဲဖြစ်ဖြစ်ပေါ့နော်အော်ဟိုဖြစ်နိုင်မယ်ဆိုတော့ဒီပွဲကဟိုရှောင်းရင်လည်းရှောင်းမောင်းနေလောက်ပဲဆောင်းရင်လည်းဆော့ပေါ့နော်ကျွန်တော်ကပဲလေးပဲကြိုက်တယ်နော်ပဲလေးကြိုက်တယ်ပဲလေးအနေနဲ့ ေးထားတဲ့ကြည်တန်းကလည်းအရင်နူးရတဲ့မပေါ်ဘာကြောင့်အဝေးကွင်းကနေလာပြီးတော့လေဘယ်တရာရှုံးဝင်ကိုအခြေခံပေးထားတယ်နော်တလုံး85ပြားနိုင်ဆိုတော့အဲ့တော့ဒီဘက်မှာကျွန်တော်ပဲလေးကြိုက်တယ်ဂိုးပေါင်းကတော့အောက်ပဲကြိုက်တယ်နော်ပဲလေးကလည်းနောက်ပိုင်းဒီအိမ်ကွင်းတော့ကောင်းတယ်ဂိုးပေါင်းအပေါ်လေးကန်နိုင်ဒါပေမဲ့အဝေးကွင်းကျအဲ့လောက်ထိဟိုမှာဖြစ်ဘူးဂိုးပေါင်းဂိုးရတာတိတ်မများဘူးပေါ့နော်အဲ့တော့ကျွန်တော်ပဲလေးကိုအိမ်ကွင်းတော့ပိုကောင်းတယ်အိမ်ကွင်းပိုကြိုက်တယ်ကိုအပေါ်ဘော်ဒီရောပေါ့နော်ဒါပေမဲ့ဒီနေ့မှာ ဝူဘာဟန်နဲ့ဝူဘာဟန်နဲ့ချီရမ်ညံ့လွန်းလို့ကျွန်တော်ဘက်ကန်ကျင်လို့ဒါပဲလီဘော်ဒီကြိုက်တာဖြစ်ပါတယ်နော်အော်ကိုပေါင်းကတော့အပေါ်အောက်ညိုးလို့ကြိုက်တာထိုးပါကျွန်တော်ကရင်နှလုံး65ပြားရှုံးကအရင်ကျွန်တော်မကြိုက်ဘူးအပေါ်လည်းမကြိုက်ဘူးအောက်လည်းတိတ်မကြိုက်ဘူးပေါ့နော်အောက်ကိုတော့နည်းနည်းလေးပူကြိုက်ရှင်တယ်ဒါပေမဲ့မပေးကျင်ပါဘူးဘော်ဒီတကြောင်ပဲပေးကျင်ပါတယ်နော်အဲနောက်တစ်ပွဲကကျွန်တော်တို့ နယူကာဆင်နဲ့မန်စီးတီးနောက်ဆုံးပွဲစဉ်ည7:00နာရီမှာเนาะဒီနေ့ပြင်းပြလိဒီနေ့ညအတွက်အကောင်းဆုံးပွဲစဉ်ပေါ့ဗျာသိရမလားအော်မန်စီးတီးက level 60ရှုံးပေးတယ်ကိုပေါင်းကျေး3လုံး45ပြားနိုင်အဲ့တော့ level 60ရှုံး3လုံး45ပြားနိုင်ဒီကြီးတန်းကဖဲရှစ်လာပါเนาะကျွန်တော်အမှတ်ပေးတည်ပေးလေးတစ်ချက်ကြည့်အောင်လက်ရှိမှာအဆင့်ဆက်လေးမှာနယူကာဆင်ကမန်စီးတီးကနှစ်မှာ နှစ်ကနေ14ကို level 90ရှုံးခုနကကျော်ပဲလီကဝူးကို level 90ရှုံးအဲ sorry level 100ရှုံးကိုပဲအခြေခံပြီးတာအခုမန်တီတီကလည်းဒါ level 100ရှုံးကိုအခြေခံပြီးအမအဆင့်တေးပဲအမှတ်ပေးစရာကွာဟမှုကြီးမယ်ဆိုပဲလီက30နဲ့ဝူးက20ဆို10ဆင့်กว่าအခုမန်တီတီကနျူကာဆန်နဲ့12ဆင့်กว่าပဲเนาะအော်ဒါပေမဲ့ဒီမှာပြောရစကားရှိလေဆိုမန်တီတီနဲ့နျူကာဆယ်ကအတင်းကြီး ပုံစံမျိုးတော့ဖြစ်နေတယ်အတင်းကြီးနဲ့ဒုတိယအတင်းကြီးပါမန်စီးတီးကတော့ဒါ level 1အဆင့်ရှိရဲ့အတင်းကြီးပေါ့နယူကာဆယ်ကတော့တဆင့်ပိုနှိမ့်နဲ့ level 2လောက်အဆင့်ရှိရဲ့အတင်းကြီးပေါ့နော်အဲ့လိုမျိုးတော့ဖြစ်နေအဲ့တော့ ဒီခြေတန်းကမှန်ကန်မှုရှိလားလို့ပြောလို့ရတယ်ဒါကြောင့်လက်ခံပြီးလို့ရတယ်ခြေတန်းတည့်ရလို့ပြောလို့ရတယ်အဲ့တော့ MCDP ပေးတဲ့ခြေကမှန်ကန်မှုရှိပါတယ်အခုပေါင်းခြေ345ပြားနိုင်သူနှစ်တင်းတွဲဆောင်မှုနောက်ဆုံးပွဲစဉ်ဒီမနစ်ကကြည့်မယ်ဆိုရင် MCD MCD အင်ကွမှာ40နဲ့9ပေါ်တယ်နယူကာဆယ်အင်ကွမှာတော့11မနစ်ကတော့1 black 50ဝင်ရုပ်အခြေခံပြီးတော့ MCD ကဘော်ဒီခြေတန်းဖွင့်ပေးခဲ့တယ်ဒါပေမဲ့တည်ပဲကြတယ်ပေါ့နော် နောက်ဆုံး9နှစ်ကို9ကြိမ်တွေ့ဆုံမှုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့3ကြိမ်9အောက်တယ်ဗျเนาะ2ကြိမ်မဲ့9ပေါင်းပေါ်တက်တယ် ဲ့တော့ဒါမဲ့ဒီနေ့ရာဒီနျူကလည်းအိမ်ကွင်းကိုကြောကြည့်လိုက်တဲ့ကြည့်လိုက်တဲ့အခါမှာပေါ့နော်နျူကလည်းအိမ်ကွင်းကပွဲတိုင်းဂူးရတယ်ဗျနော်ပွဲတိုင်းဂူးရတယ်လက်ရှိမှာမန်နီတီကိုကြည့်ပြန်တော့ဟာလန်ကပွဲတိုင်းဒီဘောင်ဂိုးတွေတွင်းတယ်အဲ့တော့ဟိုကိုပေါင်းကြီးကအရင်အားရစရာတော့မကောင်းဘူးသုံးလုံးတေးလောက်ဆိုတော့ပိုကောင်းတဲ့ကြည်နံမျိုးဖြစ်ဖြစ်တင်တယ်ပေါ့နော်ဖြစ်စေခြင်းနဲ့သူဒီဒီဆိုတော့ဒီပွဲဒီခိုးပေါင်းပေါ်ဆော့လို့ကောင်းတဲ့ပွဲစဉ်ဒါပေမဲ့လက်ရှိ3 plate 45 90ကမတင်မကြ ဂိုးလည်းပေါ်နိုင်တယ်ပေါ်ရင်လည်းတုံးလုံးထိပဲမင်းတို့အပေါ်နေကောင်90စားအောက်နေကောင်90ပေးလိုက်ဒါလောက်ဒီလိုပုံစံမျိုးဘိုဂီကခင်းထားတာပေါ့နော်အဲ့တော့ဒီဘက်ကဘာရွေးချယ်မလဲကျွန်တော်ရှေ့က9နိုင်ခွဲပွဲတွေ9နိုင်တပွဲဒီပွဲစဉ်ရဲ့ wallet reset တွေကိုကျွန်တော်ကြည့်တဲ့အခါမှာ6ပွဲကံပြီးသွားတဲ့အချိန်မှာဘယ်နှပွဲလောက်ကကိုပေါင်းအပေါ်တက်တယ်လဲအောက်ဘယ်နှပွဲသွားတယ်ဒါကိုကျွန်တော်ကြည့်ပြီးတော့လဲဒီ man city ပွဲစဉ်ကိုဂိုးပေါ်ကိုအောင်ကစားလို့ရတယ် အဘော်ဒီမန်တီတီကိုလည်းအဲ့လိုပဲရှေ့မှာလက်ပါဘူးကြီးအောင်သလားချက်စီကြီးအောင်လားတကယ်လို့လက်ပါဘူးချက်စီနှစ်သင်းစလုံးကြီးအောင်ခဲ့ရင်မန်တီတီဘော်ဒီမဆော့တင်တော့အန်ဒီများသွားပြီပေါ့နော်အဲရှေ့ရလျှောက်ပွဲမှာငါးပွဲလောက်ကကိုပေါင်းအပေါ်တက်တယ်တပွဲလောက်ပဲအောက်သွားတယ်ဆိုရင်မန်တီတီပွဲကကိုပေါင်းအပေါ်မဆော့တင်တော့ဘူးရှောင်းလိုက်ရှောင်းလိုက်တာကောင်းတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာလက်ရှိချီနန်းနေအရာကတော့ကျွန်တော်တို့ မန်စီးတီးနိုင်ဖို့တော့များတယ်နယူကာဆယ်အင်ဝင်ကာရန်ဖောင်ကောင်းတာမှန်တယ်ဒါပေမဲ့မန်စီးတီးဒီပီမားလိတိုက်တဲ့ဝေ့ချ်ထဲမှာအာဆင်နယ်ဆက်ပြီးတော့ပရက်ရှာပေးကျင်နေတာကြောင့်ဒီဘက်ကမန်စီးတီးနိုင်ဖို့တော့ရခိုင်လို့များတယ်တေရီလည်းကြသွားနိုင်ရှင်အဘော်ဒီကနည်းနည်းလေး risk take လုပ်ရမယ် risk risk များတယ်ဘော်ဒီကိုလက်ဆောင်လိုက်ကြတော့ကောင်းတယ်ဂိုးပေါင်းကတော့ကျွန်တော်ကမန်နယူကာဆယ်အင်ဝင်ပွဲတိုင်းဂိုးပေါင်းဂိုးရတယ်နောက်တစ်ခုမန်စီးတီးကလည်းလက်ရှိမှာဟာလန်လိုတိုက်ဆက်ကလည်းဂိုးတွေတောက်လျှောက်တွင်းနေတာဆိုတော့ အင်ဝင်ဝင်ဝင်မရွေးကိုရရနေအနေထားမှာဝမ်ဝမ်လောက်ကစကြည့်မယ်ကျွန်တော်2112ဖြစ်မယ်လို့ကိုပေါင်းအပေါ်အချိန်မရွေးရောက်သွားနိုင်တယ်အဲ့တော့ကိုပေါင်းဆိုတော့ကျွန်တော်ကိုပေါင်းအပေါ်လေးကိုကြိုက်တယ်အဲ့ body ကိုတော့ကျွန်တော်လက်ရှောင်ခြင်းတယ်လက်ရှောင်ခြင်းတယ်ဆိုတော့ရှေ့ရ reset တွေကျွန်တော်ကြည့်ခြင်းနေတယ်လီဗာပူးဘယ်လိုအခြေအနေရှိလဲ Chelsea အခြေအနေဘယ်လိုရှိလဲပေါ့နော်ပြီးတော့ရှေ့ရပွဲတွေကိုပေါင်းကိုအောက်ကိုကြည့်ပြောတယ်ကျွန်တော်လက်ရှိကိုပေါင်းအပေါ်ပေးထားတယ်ဆိုပေမဲ့ 606ပွဲမှာဂိုးပေါင်းအပေါ်တွေတော်တော်များတက်သွားတယ်ဆိုရင်ကျွန်တော်ပေးထားဂိုးပေါင်းပေါ်ရှောင်လိုက်ပါအန်ဒီများပါတယ်နော်အဲအဲ့လိုမျိုးလေးကလည်းရှိတတ်သေးတဲ့အကြောင်းရှိတတ်သေးတာကြောင့်ပေါ့နော် flow လေးရရှိရဲအဲ့ဒါကြောင့်ကျွန်တော်ညီကိုရှောင်နေခြင်းနဲ့လက်ရှိမှာတော့ကျွန်တော်ဗီဒီယိုထဲမှာတော့ဒါမန်တီဒီဂိုးပေါင်းအပေါ်လေးရွေးချယ်ပေးလိုက်ပါမယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲနော်ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲအော်ဘောလုံးပွဲတွေကတော့ကျွန်တော်တို့ဒါတစ်ခါလီမှာတော့ထင်သလိုမဖြစ်လာဘူးပေါ့နော် အဲကြီးနဲ့လက်စားထားလို့ရှိကြီးနဲ့လက်စားထားပြီးတော့ဟိုခြေစွမ်းအမှန်တိုင်းကန်သွားတာရှိတယ်ကြီးနဲ့လက်စားပြီးတော့ခြေစွမ်းကိုခြုံကန်သွားတာရှိတယ်ဒါမျိုးလေးတွေအများကြီးကြုံတွေ့ရပါတယ်เนาะကဲအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်နောက်ပြီတို့ရမှာပဲနောက်ပြီတို့မှာကျွန်တော်ဘွန်ဒက်လီကာပွဲစဉ်တွေတုံးတက်ပြီမှာเนาะအဲ့ဘွန်ဒက်လီကာပွဲစဉ်ကြမှာကျွန်တော်ပြန်တွေ့ကြပါမယ်အော် member ကတော့ကျွန်တော်ဒီနေ့ဒါဘွန်ဒက်လီကာကနေစပြီးတော့ရွေးချယ်ပေးမှာပေါ့เนาะအဲ့ member ပွဲတွေကိုကျွန်တော်၈နိုင်ပေါ့ မိုနယ်လီကာ9နိုင်ကံမှာဆိုတော့7နိုင်လိုင်းထွက်ပြီเนาะအော်7နိုင်ဝင်းကျင်မှာကျွန်တော်စပြီးတော့ပို့မယ်မိုနယ်လီကာရဲ့ပွဲတစ်ပွဲနှစ်ပွဲပါမယ်ပြီးရင်ပီမာလီပါမယ်နောက်တစ်ခုကပြင်းနီလီဂူ1နဲ့စပိန်အဲ့ထက်ကျွန်တော်ကြိုက်တာလေးတစ်ချက်တစ်ပွဲနှစ်ပွဲယူလို့ရရမရကြည့်မယ်ပေါ့เนาะအဲအစောဆုံးပွဲကြီးကကျွန်တော်တောင်းတောင်းရွေးချယ်မှုမလုပ်ဘာကြောင့်လဲဆိုတော့အစောဆုံးပွဲနေ့ဒီကျွန်တော်ကြေးတိုင်းမကန်ဘူး ကြီးရဲ့ဆန့်ကျင်ဘက်ဒီကအတင်းကြီးရလက်အောင်တာများဒီနေ့မှာဥမာချဲကြီးနဲ့ဘန်လီပွဲဆိုချဲကြီးကြေးအောင်မှုခတ်တာမျိုးပေါ့နော်ဘန်လီအောင်သွားတာမျိုးတွေကိုပေါင်းအောက်သွားတာမျိုးဆိုတော့အောက်ကလေးလာတတ်တယ်ပေါ့နော်စပိန်အီတလီရရှစ်ခွဲအစောဆုံးစမယ်စပိန်ကခွန်ခွဲခွန်ခွဲအလာဘက်နဲ့ဆယ်ရာဘီကိုကျွန်တော်အရင်ကြီးမကြိုက်ဘူးเนาะအဲ့တော့အစောဆုံးပွဲစဉ်ယူချက်မှုတော့မရှိပါဘူးเนาะဖီတက်လည်းမရှိဘူးမမ်မာတက်လည်းမရှိပါဘူး၈နိုင်ကြမှလာပါမယ်เนาะ အဲ့တော့အားလုံးစုံကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါလေနောက်ဗီဒီယိုမှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အားလုံး good luck